မင်္ဂလာပါခင်ဗျာဒီလိုလေးကတော့ဘာသာရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားရှိကြသောစူဇန်လေးလာကြသောဓမ္မမိတ်ဆွေများအတွက်ပေါင်းတင်များစွာရှိနေတယ်လို့ယုံကြည်တဲ့အတွက်ဖြောက်ဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုလေးမှာကျွန်တော်ဖြောက်ဝေတင်တဲ့အကြောင်းအရာများကတော့ရဟန္တာငါတို့အရင်နဲ့လုံးဝမလွတ်အပ်သောအရိတနာ20ရဲ့တရားဆိုတာကိုရှင်းလင်းဖြောက်ဝေပေးပါမှာဖြစ်ပါတယ် ဒေသရာများကတော့တိပိဒကမြန်မာပြန်မဟာမီးရဲ့အရာပြန်လေပြီးပြည်ညာချက်ထုတ်ပြန်လိုက်တဲ့အခါမှာလဲသာရိတန23ပါးဆိုပြီးတော့ပြန်ပြီးတော့ဟောတာပြန်ပါဒါရီကတော့ရှင်းပါနံပါတ်1အံ့ဖွယ်စကားပြောဆိုခြင်းအာလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်နံပါတ်2လက်လာပါပြည့်စင်ရအောင်ညွှန်ဆွဲပြောဆိုခြင်းနံပါတ်3 အခြားလူတို့လူဒန်းထားသောအရာဝတ္ထုကိုအခြားလူတို့အားပြန်လည်ပြတာပြောဆိုခြင်းမလုပ်ရပါဘူး။နံပါတ်၄အခြားလူတို့ဘုံကြီးစုနဲ့ဖြစ်စီသောစကားကိုမပြောဆိုရပါဘူး။နံပါတ်၅တဏှာမှရသောပစ္စည်းကိုအခြားတဏှာကိုပေးလို့မရပါဘူး။ဒီနေရာမှာလည်းအလုံးစုံမရဘူးလားဆိုရင်တော့မဟုတ်ပါဘူး။ကျွန်တော်ရှိမှဒီဗီဒီယိုဖိုင်လေးတင်ထားပါတယ်။ရန်သာသာတို့ဒီအနေနဲ့ သနာမတာပင်ကလို့ခေါ်တဲ့ဆုံးဆုံးရနေတကွတန်ခိကပစ္စည်းကိုတောင်းမှပေးလို့ရသောပုဂ္ဂိုလ်တွေခဏရောက်ပါလေဆိုတာကျွန်တော်ဒီဗီဒီယိုလေးရဲ့မှာရှင်းပြထားပါတယ်ခင်ဗျရှားပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒါကတော့နံပါတ်5ပြညာချက်ဖြစ်ပါတယ်နံပါတ်6ကတော့တည်သားပေးခြင်းအမှုပြုလို့မရပါဘူးနံပါတ်5ကတော့ထမ်းရွက်တက်ပေဓဏိအိမ်မိုးဇယမိုးကြောင်းမိုးစသည်ဖြစ်ပေါ်ဗျအဲ့လိုအမိုးလုပ်လို့ရသောပစ္စည်းပေးလို့မရဘူးနံပါတ်6 ယေရှုဆက်တာလို့ဆက်တာရဲ့ဆက်ပြီးပြင်ပြလို့မရပါဘူး။အဲ့တော့ဘုရားရှင်ရဲ့ထက်ကဆက်တာမှုဆက်တာရဲ့ပုံပြီးလားဆိုရင်တော့ပုံပြီးလို့ပြောရမှာဖြစ်ပါတယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ငယ်များတောင်ပြလိုက်ပါလေ။ခန္ဓာရသင်္ချောင်းတွေထဲမှာဆိုရင်ဆက်တာဈာန်မို့ဆိုပြီးတော့ပြောတာပါ။အဲ့ဒီအရာမျိုးတွေကိုဆိုလိုရတာဖြစ်နိုင်ပါလား။ဒီနေ့ဖြစ်အနေထားရဆိုရင်တော့ညမှာဖြစ်သုံးဆောင်ပြည့်စုံဆက်တာမှုဆက်တာရဲ့ပေါ့ဗျာ။ ။နာမဘုရားလက်ရှိမှာပါဠိလာကမိမိကိုယ်ကိုနှိမ်ချလို့ကျွန်တော်ကျွန်တော်စသည်ဖြင့်ပြောဆိုခြင်းမှုမပြုရပါဘူး။နာမတစ်ဆင့်အမှန်ငယ်ပါ၍အမှားများသောစကားပြောလို့မရပါဘူး။နာမဆက်တဲ့မြင့်မြတ်တဲ့ရေစသည်ဖြင့်ပြောလို့မရပါဘူး။နာမဆက်တဲ့ကလေးထိမ့်ပြီးခြင်းဝါမိမာမဲ့ဒေဟာထောက်၍ပြည့်စုံပြထားအလှူဒါန်စားတော့ချင်းလို့နောက်ကဝါတော့ပြီးတော့ ဒီနေ့ကသာသနာ့ရက်တွေကိုပါကြိုတင်ပြီးတော့ဆုံးမခဲ့တယ်လို့ကြိုတင်ပြီးတော့ပြညာခဲ့တယ်လို့ထင်ပါတယ်။ဒါဝင်ရဲ့ရှေ့မှာဝီဒီယိုတွေကျွန်တော်တင်ထားပါနာမ်ဆက်သုံးမပြည့်ပြည့်ခိုင်းတဲ့တွေ့ရအိမ်လေးကိုဝင်ရောက်နေထိုင်ခြင်းမပြုပါဘူး။နာမ်ဆက်ပြီးမြေမြောက်ကောင်းမကောင်းရွေးချယ်ပေးခြင်းအမှုမပြုပါဘူး။ဥပမာအရှင်ဘုရားတပည့်တော်ကမြေမြေလေးဝယ်ထားခြင်းနာခိပါလာအယဇေယျဘုရားဆိုတော့ အဲဒါကြီးအဲ့ဒီမြင်နေရကကိုယ်မြင်ကြနေတဲ့ပူချင်းလုံးဖြစ်နေတဲ့တဲဆန်နေတဲ့မြေမဆန်နေတဲ့စသည်ဖြင့်ကောင်းမြတ်ဆိုခြင်းမြင်နေရရဲ့အကြောင်းကိုသုံးသပ်ပြောဆိုပြီးလို့မြင်ရ။နာမ၁၅တရိษံတို့ရဲ့ဈာအတ္တလက္ခဏာပညာကိုသင်ကြားပြောဆိုပြခြင်းတော့မရပါဘူးတဲ့။ဒီနေရာမှာရှင်းအောင်ပြောရရင်ဥပမာတရားပြောပါနေပြီးတော့အရှင်ဘုရားတပည့်တော်မွားဝယ်ချင်တာဖရား။ဘာညာခုပါပြောလာရင်တရားကြီးမွားဆိုတာဥဂျူလေးကဘယ်လိုရှိမှာ။ခြေစစ်လက်စစ်ကလေးကဘယ်လိုလေးမှာ။ တဲ့တော့ဤကောင်းဤကိုယ်ကိုယ်တိုင်လက်ဝယ်မပြေးနိုင်လို့လေအဲ့အမျိုးရွေးဝယ်တဲ့မှာစတင်ဖြစ်ကျိုးစုတင်ကြခြင်းမလုပ်ပါဘူးနာမ၁၆ရောက်တော့မိမတို့ဤစူခြင်းကောင်းခြင်းတိစ္ဆာများကိုပြောဆိုခြင်းမလုပ်ပါဘူးနာမ၁၇ဘဏ္ဍာကာယကိုရွေးချယ်ပေးခြင်းအမှုပြုလို့မရပါဘူးဒါလည်းအလုံးနားလည်နေချမ်းမနာမ၁၇လူ့ရဲ့ခန့်ရှင်မှုကိုလောကကြီးဆောင်ရွက်ပေးခြင်းအမှုပြုလို့မရပါဘူးလေဒါလည်းနားလည်ကြပါလို့ နာမ၁၉လူတို့သတင်းစကားကိုတည်ယူဖို့ဆောင်လက်ရှင်ကံပြောဆိုပေးခြင်းနဲ့စကားပြန်လာလုပ်ပေးခြင်းပေါ့မရပါဘူးနာမ၂၀စာပါဖွယ်ရာဝတ္ထုပစ္စည်းများကိုပေးလို့မရပါဘူးဒီနေရာမှာလည်းလုံးဝပေးမရဘူးလို့ကျန်ပါဆိုလို့ပါဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါယဟန်တန်ဃာတို့များအနေနဲ့တန်ခိကပစ္စည်းကိုပင်ပေးအပ်တော်ဖို့ကအကြောင်းကိုရှင်းရှင်းပြပြထားတာဖြစ်ပါတယ်နာမ၂၁ မိမိအားလူထားသောပစ္စည်းကိုအခြားသောပုဂ္ဂိုလ်တွေကိုလက်ဆင့်ခံပေးခြင်းမလုပ်ရပါဘူး။ဒါလည်းအထက်ကအကြောင်းအရာလေးနဲ့ဖတ်ဆင်ခြင်းပါပဲ။အနာမတ်ပိဏ္ဍဆပြီးတော့တိုင်းရာပစ္စည်းတောင်ပေးကောင်းတဲ့အကြောင်းကြီးများစွာရှိပါတယ်။ဒါကြောင့်ဗလာရင်းနဲ့တက်တက်ပြီးတော့ဝေဖန်သုံးတက်ချက်တွေလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့မြတ်စွာဘုရားရှင်ကဒီလိုပြညာချက်လုံးဝမလုပ်ခဲ့ပါဘူး။ဒီလိုနဲ့ပတ်လို့အလေးခံထားတာဖြစ်ပါတယ်။ဖြစ်ခုတဲ့နေရာမှာပဲရှိနေတယ်။ ဒီဘက်မှာဆင်းမကုအပ်သောပုဂ္ဂိုလ်များဆိုပြီးတော့အများကြီးထားခဲ့နေတယ်။ဒီဘက်မှာတော့ရန်တာနာတို့ရဲ့အနေနဲ့ဆေးကုပေးလို့ရသောပုဂ္ဂိုလ်တွေကိုတရားဖွင့်ပြီးပြောမှုခဲ့ပါတယ်။အင်မတန်တမစိတ်တ၊ဘုရားကသောဖျားရှင်ဖြစ်ပါလေ။စာဥစာရစာထွန်းစာကြံပေးတာတောင်မှလူတိုင်းကိုပေးဖို့မရှိသလိုပေးဖို့ရှိသောပုဂ္ဂိုလ်ဆိုပြီးတော့လေဆင့်ခဲ့ဟောကြားတော်မူခဲ့ပါတယ်။အင်မတန်ကြီးမြတ်ဘုရားကောင်းပါလေ။ ဒါကြောင့်ဘာသာရေးရဲ့ပတ်သက်ပြီးဝိဘန်သုံးတစ်ချက်ကိုလုံးလုံးပဲဆိုရင်တမရဲမှာတွေ့ရှိထားတာလေးကိုအတိအကျမလို့ဖဲနဲ့ရှိတော့မျိုးစုံကနေပြီးတော့ပေချာစူဇန်လေးတာဆက်စစ်ပြီးမှပြောဆိုတင်ပြပြဝေတာကပုံပြီးတော့ဖြေလျော်မှုရှိတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဒီလိုလေးမှာတော့ဒီတော့ပါပဲခင်ဗျာကျွန်တော်နောက်ထပ်လည်းဘယ်တော့အစ်စ်အစ်စ်တွေနဲ့အတူမိတ်ဆွေများထံပြန်လာခဲ့ပါအောင်မယ်